ထိုင်းနိုင်ငံမဲဆောက်မြို့ရောက်မြန်မာနိုင်ငံသားတွေကစုပေါင်းပြီးဒီဇင်ဘာလ30နဲ့31ရက်နေ့တွေမှာတိပိတကဆရာတော်ခုနှစ်ပါးကိုပင်ဖိတ်ပူဇော်ပွဲကျင်းပခဲ့ပါတယ်ဒေါက်ခင်မင်းစောသတင်းပေးပို့ထားပါတယ်ရှင်ထိုင်းနိုင်ငံမဲဆောက်မြို့ကြောင်းကြီးဖုံးတော်ကြီးကြောင့်မှာမြန်မာနိုင်ငံသားတွေဦးစီးပြီးမြန်မာနိုင်ငံကတိပိတကဆရာတော်ခုနှစ်ပါးကိုပင်ဖိတ်ပြီးနှစ်တကူတရားနာပူဇော်ပွဲကျင်းပနေရပါဒီဇင်ဘာလ30ရက်နေ့မှာဆရာတော်ခုနှစ်ပါးရဲ့တရားတော်ကိုနာယူကြပြီး 31ရက်နေ့မှာတော့ဆရာတော်ခဏပါကိုလှူဝဲပစ္စည်းတွေစက္ကပ်လူတန်းကရေးစိုက်ချတရားနာကြပါတယ်ဒီမှာရိုးရရရှုပ်ကောင်းလို့သမားတွေအခါခါတော့ပါတော့ဘာလုံးတော့ဒီရပြီးတော့ဒီလိုမျိုးကမှတ်ပါတယ်ဘယ်နှလောက်ချက်ယူလဲဒါကျွန်တော်တို့တစ်နှစ်လောက်ကျွန်တော်တို့ချက်ယူထားရတာပေါ့ဟုတ်တော့တယ်ဒါကြောင့်ဒီလိုမျိုးရပါ ဒီမှာဆိုကျောင်းမှာလောက်လို့တာဆိုခု3လလောက်ရှင်ရွယ်တဲ့နေ့တိုင်းလာတက်ရှိလောက်တယ်ဘလုံးဖြစ်ပါရဲ့စီစဲရတော့ဘူးရှင်ရမယ်လူများဘူရောရဲ့ပြေပြေလာတာဘူရောရဲ့အခန္ဓာကြီးဖြစ်ပါတယ်တရောက်လာတဲ့တိပိကဆရာတော်တွေကတော့ဘုဒ္ဓလင်ဆရာတော်ကံမောဇဆရာတော်မြင်းမှုဆရာတော်ရောဆရာတော်ရေစကြိုဆရာတော်မော်ကျွန်းဆရာတော်တွေဖြစ်ပါတယ်။ဒီပိကတော် အာဂုံဆောင်တဲ့ဆရာတွေဆိုတာကျွန်တော်ဗုဒ္ဓဘာသာရှင်တွေကတော့ခုမြော်ခဲတယ်ဆိုတော့ခုမြော်ရဲခဲတဲ့ဆရာတော်တွေကိုအကြောင်းသားတွေလည်းဗုဒ္ဓဘာသာရှင်ဖြစ်တဲ့အတွက်သူတို့ခုမြော်နေတဲ့နှစ်သိမ့်နေလို့ထင်တယ်။နောက်တစ်ချက်ကဒီပြိတ္တာသုံးပုံဆရာတော်ကြီးတွေဆိုဒီထိုင်းနိုင်ငံမှာအခုမြော်ခဲတယ်ဆိုတော့အားကြောင့်သူတို့လည်းခုမြော်တဲ့အတွက်ကုသိုလ်ရမယ်လို့ကျွန်တော်ဥစားတယ်နော်။ဆယ်တယ်မှာတင်နူးရဲ့နော်ပြောလဲပြောမိတယ် ်အမကျဆိုတော့ဆရာတော်ဒီမျိုးဟိုအပြင်မှာကိုတွေ့ဖူရတဲ့အတွက်ကြောင့်အခုလိုပြပတိကဆရာတော်ခရပါသုံးသုံးညီညီပြဖြစ်နိုင်ခဲ့တာပထမဆုံးချိန်ဖြစ်တာကြောင့်မဲဆောင်မျိုးကမြမရှိပြောင်းလို့သမားတွေကျောင်းသားတွေလာရောက်ပူဇော်တရားနာကြပါတယ်ကျမအခင်မင်းသွားရှင်